ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့တရုတ်ဆောင်ထူးရင်တိုက်မှုဖြစ်ခဲ့ပြီးမောင်းနှင်ခဲ့တဲ့ကားဟာလိုင်စင်မဲ့ကားဖြစ်နေမင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့မတ်လ10ရက်နေ့မနက်တနားရီကျော်မှဖြစ်ပွားခဲ့တဲ့တရုတ်ဆောင်ထူးမောင်းနှင်လာတဲ့ Toyota Matu ကားဟာမြစ်တီရင်ထဲမှာတိုက်မိခြင်းမရှိဘဲလမ်းမေးကတစ်ပင်ကိုဝင်တိုက်မိရာကနေရေမတော်တဆမှုဖြစ်ပွားခဲ့ပြီးရေမောင်းနေရာမှာလိုက်ပါလာခဲ့တဲ့တရုတ်ဆောင်ထူးကတော့မက်လ၁၀ရက်နေ့မှာကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ် တရုတ်ဆောင်ဒူးဟာအဆိုပါကားပေါ်မှာသူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူတခြားသော တငယ်ချင်းတယောက်လည်းပါဝင်လာခဲ့တာဖြစ်ပြီးကျန်တဲ့နှစ်ယောက်ကဘေးအန္တရာယ်ကင်းမိမယ်ဒူးကတော့ဦးခေါင်းကိုထိသွားတဲ့ဒဏ်ရာကြောင့်ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်ရင်တိုက်မှုဖြစ်ပွားခဲ့တာကြောင့်ရင်းနှီးပတ်သက်တဲ့ကိစ္စရပ်တွေဆက်လက်ဆောင်ရွက်နေချိန်မှာတော့တရုတ်ဆောင်ဒူးမောင်းနှင်လာတဲ့ Toyota Matuga ဟာတခြားသောကားနံပါတ်တစ်ခုကိုပွားစီထားတဲ့လိုင်စင်မဲ့ကားတစ်စီးဖြစ်နေကြောင်း ော်တော်ယာဉ်နဲ့ပတ်သက်ပြီးနားလည်သူတဦးရဲ့ပြောပြချက်အရသိရှိရတာလည်းဖြစ်ပါတယ်။အဆိုပါကားနံပါတ်နဲ့အမိပေါက်ပိုင်ရှင်မှာကားတစီးရှိနေပြီးသားဖြစ်ပြီးထူးမောင်းနေလာတဲ့ကားကတော့အဆိုပါကားကနေနံပါတ်ပွားပြီးတော့လိုင်စင်မဲ့ကားအနေနဲ့စီးနေခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ထူးကတော့အဆိုပါကားကိုဝယ်ထားတာမကြသေးပဲ။ရင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။တယောက်ဆောင်သူအနေနဲ့အဆိုပါကားကို လိုင်စင်မဲ့ကားမှန်းမသိပဲဝယ်ယူထားမိရာကနေ အခုလိုရင်တိုင်းမှုဖြစ်ပွားခဲ့တာဖြစ်နိုင်တယ်လို့လည်းအားလုံးကဝေဖန်သုံးသပ်နေကြတာဖြစ်ပါတယ်